လာပါရှင်ချင်းလင်းချင်းနယ်သတင်းဌာနမှပြန်လည်ပြောဆိုလိုက်ပါရစေ2025ခုနှစ်မေလ26ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ Lailand Pinyu တွင် MTC MDF ကဘီသူတူအကြောင်းမြဖန်စီကြောင်းနေပြည်တော်နဲ့နှိကက်သောပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာအနီးတွင်တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီးဘီသူထောင်ချီထွက်ပြေးနေရကြောင်းအစ်စ်ပေါ်ထွန်းလာတဲ့ ရာမညာမွန်ဒတောနဲ့လက်တွေပူပေါင်း၍ဆက်အာနာရှင်ကိုတိုက်ခိုက်မယ်လို့ TNLA ကကြေညာကြောင်းအဂျမ်ပစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများဆူရွာလာတဲ့ဖြင့် NUG ပညာရေးကျောင်းများအလုံးယာယီခက်တပိတ်ထားရန်ပြီးထောင်စုဝင်ကြီးဝင်ကြကြောင်းနဲ့မလေးရှားနိုင်ငံတွင်ကျင်းပတဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာအရေးကထိတ်တန့်ကိစ္စအဖြစ်ပါဝင်နေပြီးစစ်ကောင်စာမျိုးအွန်လိုင်းတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်ထားကြောင်းတို့ပဲဖြစ်ပါလိမ့်ရှင် လိုင်လန်ပြည်မြို့တွင် MTC MDF ကဗီတူတူအကြောင်းမှဖန်ဆီးထားတဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။ချင်းပီမာရာလန်လိုင်လန်ပြည်မြို့တွင် MTC MDF တပ်ဖွဲ့များကမြို့ခံဗီတူတူအားအကြောင်းမှဖန်ဆီးထိန်သိမ်းထားတယ်လို့ဒေသခံဗီတူများထံမှသိရှိရပါတယ်။မေလ16ရက်နေ့ည9နာရီအချိန်တွင် MDF တပ်ဖွဲ့များမှလိုင်လန်ပြည်မြို့ခံဗီတူတူဖြစ်တဲ့ဦးပါပြည်ကိုအကြောင်းမှဖန်ဆီးသွားကြောင်း မြို့ခံလူကြီးများမှပြန်လွှတ်ပေးရန် MTC MDF 10တောင်းဆိုနေတော့လေပြန်မလွှတ်ပေးထိမ့်သိမ့်နေစေဖြစ်ကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့ April လတွင်လေလိုင်လန်းပြည်နေပြည်သူတို့ဖြစ်သော မောင်ဘီဘီကိုလည်းအကြောင်းမရှိအကြောင်းရှာဖမ်းဆီးပြီးယခုချိန်ထိပြန်လွှတ်ပေးခြင်းမရှိကြောင်းမြို့ပေါ်နေပြည်သူတို့ချို့ဖုန်းများတင်ခြင်းဖမ်းဆီးချုပ်နှောင်မည်လို့ခဏခဏချိန်ချုပ်မှုများပြောလို့ရရှိတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ အပရလဆန်တွင် MDF 2ဥက္ကဋ္ဌနှင့်မှ AA10 စစ်တင်တန်းတည်ရန်လူငယ်များကိုစီယုံရည်များပြုလုပ်ပြီးမရနေမီကကွေးဖွဲ့အတွက် CDF လောက်သူ CDF မရာပလဝခုမီနဲ့ CNA များကိုတိုက်ခိုက်ဖို့အင်အားစုဆောင်ရွက်လိုအပ်နေကြောင်းလိုင်လန်ပီကိုစားလူငယ်အယောက်50တင်တန်းတည်ရန်မဖြစ်မနေပေးရမည်လို့တောင်းဆိုလိုက်ပြီးလိုင်လန်ပီမျိုးတစ်မျိုးလုံး MDF ထုတ်ခံတဲ့လူတယောက်မှမရှိတော့ကြောင်း တင်နန်းသားတယောက်တောင်မပေးဘဲငင်းဆန်ခဲ့တယ်လို့ဆက်လက်ပြောဆိုထားပါတယ်။တပ်ပြန်မေလ18ရက်နေ့တွင်လိုင်လင်းပြည်မြို့အပါဝင်မရာချေးရွာများတွင်ပြည်သူများကင်ဆောင်ထားသော တူမီတနက်နဲ့ခါချူးတနက်များအလုံးတင်စီထားပြီးယနေ့ချိန်ထိပြန်မပေးသေးကြောင်းသိရှိရပါတယ်ရှင်။နေပြည်တော်နဲ့နီးကပ်သောပလောင်မြို့နယ်ဆောင်ပြောင်ကျေးရွာအနီးတွင်တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီးပြည်သူထောင်ချီထွက်ပြေးနေရတဲ့တရင်ကိုယ်လေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ နေပြည်တော်နဲ့နီးကပ်သောရှမ်းပြည်နယ်တောင်ပိုင်းပလောင်းမြို့နယ်ဆောင်းပြောင်ကျေးရွာအနီးတွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီးပြည်သူထောင်ချီထွက်ပြေးနေရကြောင်းသိရှိရပါသည်။နေလ18ရက်နေ့မှစတင်ပြီးရှမ်းပြည်နယ်တောင်ပိုင်းပြင်လောင်းမြို့နယ်ဆောင်းပြောင်ကျေးရွာအနီးတွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာခြင်းဖြစ်ကြောင်းရင်နောက်စက်တိုက်သလိုတိုက်ပွဲများဖြစ်ပွားလိုက်နားလိုက်ဖြင့်နေစဉ်ရဆက်ဖြစ်ပွားလျက်ရှိကြောင်း Granny KNDF တပ်များနဲ့စစ်တပ်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များကြား ိတ်ပွေများဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းဒေတာခံပြီးသူများနဲ့စီရီတရင်ရင်မြစ်တချို့ကပြောဆိုထားပါတယ်။တိတ်ပွေများအတွင်စစ်တပ်နဲ့ PNO ကိစ္စခံတချို့ကိုတင်ပေးရရှိပြီး PNO စစ်သားတချို့ကိုလည်းအရှင်ဖန်စီရရှိမှုများရှိကြောင်းစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်များကအပြန်အထန်ခုခံနေတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုများလည်းဆက်တိုက်လှုပ်ဆောင်ရရှိကြောင်းသိရှိရပါတယ်။ဒေတာတရင်ရင်မြစ်က ယခုစောင့်ကြောက်မှာဖြစ်လာတဲ့တိုက်ပွဲတွေကတော်လှန်ရေးတပ်တွေကထိုးစစ်ဆင်လာလို့ပြောရမယ်။ပြင်လောင်ရေကိုလန်နဲ့ပြင်လောင်နေပြည်တော်တော်လန်တွေမှာတော်လှန်ရေးတပ်တွေကစပြီးစစ်ဆန်တဲ့သဘောလေးနေရတယ်။ယခုတိတလောက်တော့တော်လှန်ရေးတပ်တွေကစခန်းသိမ်းတာတွေရှိတယ်။ PNO စစ်သားတွေကိုဖမ်းမိတာတွေလည်းရှိတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါဗျ။ ရှမ်းပင်နယ်ပင်လောင်မြို့နယ်ဟာနေပြည်တော်သို့တိုက်ရိုက်သွားရောက်နိုင်သော အချက်အခြားကြစစ်ရေးအရာအရေးပါသောမြို့နယ်တစ်ခုဖြစ်ပြီးရင်းနေရာကိုတိုးလှန်ရေးတပ်ဖွဲ့များကနေမီစုမှုရေးရရှိရန်တိုက်ခိုက်လာခြင်းဖြစ်တယ်လို့ဒေသတရင်ရင်းမြစ်များကတုံ့တက်ပြောဆိုထားပါတယ်။အကြံဖက်စစ်ကောင်စီကတိုက်ပွဲများပြင်းထန်လာပြီးစစ်တပ်အထိနာလာခြင်း အိုင်းကျေးရွာမြောက်ကိုမိရှုဖြက်စီးခြင်း၊လေကြောင်းဖြင့်ပုံကျွေးတက်ခိုက်ခြင်းတို့လှုပ်ဆောင်ပြီးတုံလှန်ရေးတက်များကလှုပ်ဆောင်နေလို့ဆွတ်ဆွေးပြိုးဆုံမှုများကိုလည်းတောက်လျှောက်စုသလိုလှုပ်ဆောင်လာကြောင်းသိရှိရပါတယ်။ဒေတာခံပြည်သူတို့ကပအိုင်းရွာတွေကိုစစ်ကောင်စီကလေကြောင်းကနေပုံကျွေးနေရမိရှုနေတာတွေကို PNO အရာရှိတွေကဘာမှမပြောရဘူး။ပြီးတော့ပအိုင်းပြည်သူတွေကိုပြောင်းလဲနေသေးတယ်။အကြံဖက်သမားတွေကမိရှုရဲဆိုပြီးတော့ ဒီလိုပဲပအိုင်နဲ့ဂရင်းနီတွေးခွေနေတာပအိုင်ပြည်သူတွေအယံအရေလို့ထင်နေတော့ပဲလို့ပြောဆိုထားပါတယ်ပင်လောင်းမြို့နယ်တွင်မေလ18ရက်နေ့မှယနေ့မေလ26ရက်နေ့အထိဆက်တိုက်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့်ပင်လောင်းမြို့နယ်ဆောင်းပြောင်းဒေသမှပြည်သူထောင်ချီ၍စစ်ဘေးတိမ်းရှောင်နေရကြောင်းတောင်ယာစိတ်ပြိုးချိန်ဖြစ်တော်လေပြီးသူများမှာစစ်ပေးရှောင်နေကြရကြောင်းသိရှိရပါရှင် အသက်ပေါ်ထွန်းလာတဲ့ရာမန်ညာမွန်တက်တော်နဲ့လက်တွဲပူပေါင်း၍ဆက်အာနာရှင်ကိုတိုက်ခိုက်မည်လို့ TNLA ကကြေညာထားတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။မွန်ပီနယ်အခြေပြုဖွဲ့စည်းထားတဲ့မွန်ပီတစ်ပါတီစစ်အာဏာရှင်တိတ်ဖြတ်ရေး NMSPAD နဲ့မွန်ပီလွတ်မြောက်ရေးတပ်တော် MLA တို့ပေါင်းစည်းဖွဲ့စည်းလိုက်တဲ့ရာမန်ရဲ့မွန်တပ်တော် RME နဲ့ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း TNLA ကတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။ မေလ24ရက်နေ့မွန်ပြည်တပ်ပါတီဆက်အာဏာရှင်တိုက်ဖြတ်ရေး NMSPAD နဲ့မွန်ပြည်လူမျိုးရေးတပ်တော် MLA တို့ဟာဆက်အာဏာရှင်စနစ်တိုက်ဖြတ်ရေးတန်းတူရေးနဲ့ကိုပိုင်ပြတ်ထန်းခွန်အပြေဝါရှိသောမွန်ပြည်ပေါ်ထွင်းရေးဟူသောမွန်မြတ်တဲ့ရွေချက်တုံးနဲ့အတူပေါင်စီကရာမညမွန်တက်တော်ရာမညမွန်အာမီ RMA ကိုဖွင့်စည်းထူထောင်လိုက်ကြောင်းကြေညာခဲ့ကြောင်းထူထောက်ပေါင်စီဖွင့်စည်းလိုက်တဲ့အပေါ် မွန်ပီတူလူထုနဲ့အတူလှိတ်လေးစွာကျူဆူကုန်ပြုပြီးပူပေါင်းဆောင်ရွက်သွားမယ်လို့ပလောင်ပီနေလွတ်မြောက်ရေးတအူ TNLA ကဆိုပါရယ် NMSPAD RMA ပြောရေးဆိုခွင့်ရှိသူနိုင်ကောင်းစကားကယနေ့နိုင်ငံကြီးစစ်ရေးအခြေအနေရမွန်ဒေတာမှာစစ်ရေးအရှိန်ပြန်တင်နိုင်ဖို့ရန်အတွက်ရာမညမွန်တတော်ဖွေးစီတီထောင်လိုက်တဲ့အပေါ်ကျွန်တော်တို့ရဲ့မွန်ခမာနွေဝင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့သွေးချင်းမျိုးကိုဖြစ်တဲ့ PSLF DNLA တအောင်တမတော်ကကျွန်တော်ရဲ့ဖွဲ့စည်းမှုအပေါ်ပထမဦးဆုံးအနေနဲ့ကုန်ကျုပ်ကျဆူထုတ်ပြန်တဲ့အပေါ်အတိုင်းမတိဝန်တာမိပါရယ်အထူးလေးကျေးဇူးတင်မိပါရယ်လို့ရန်ကုန်ခေတ်သက်တရင်ဌာနထံသို့အတူပြုပြောဆိုထားပါရယ်မြန်မာပြည်သူလူထုတရက်လုံးအားဆူရွားစွာဖိနှိပ်တပ်ဖြတ်နေတဲ့မြန်မာစစ်ကောင်ဆောင်တို့ရဲ့ စစ်အာဏာရှင်ရန်တရားကိုပြည်သူတရက်လုံးကတက်ဆိုင်ရာဒေသအတီးတီးတွင်ရရလက်နက်ကင်ဆွဲပြီးတော်လှန်တက်ခိတ်နေကြရာအဖြစ်နှိတ်ခံပြည်သူလူထုကြီးရဲ့အမြင့်ဆုံးသောတော်လှန်ရေးကာလအခြေအနေတို့ရောက်ရှိလာပြီးဖြစ်ကြောင်းသူတို့မွန်လူမျိုးတို့အတွက်တခုရေသောရာမညောက်မွန်တက်တော်ကို ပေါင်းဆက်ထူထောင်လာပြီးမှမှန်ကန်သော တော်လှန်ရေးလမ်းကြောင်းပေါ်ပေါက်ရှိလာခြင်းပြင်ဖြစ်ကြောင်းပလောင်ပီနေလွမြောက်ရေးတပ်ဦး PSLF TNLA ကအတည်ပြုထားပါတယ် မြန်မာပြည်ရှိမွန်ဝတအောင်တို့ပါဝင်တဲ့မွန်ခမာမျိုးနွေစုတို့ဟာမိမိတို့တက်ဆိုင်ရာလူမျိုးများကိုစီယုံကမိမိတို့ရဲ့နေမိဒေတာနဲ့ပြည်သူလူထုကိုကာကွယ်ဆောင်ရှောက်နိုင်ရန်အတွက်အရေးချင်းပြီးပြီးခိုင်မာအားကောင်းတဲ့လက်နက်ကင်တဖွဲ့ကိုကျစ်လက်သိသိစွာဖွဲ့စည်းလှုံ့ဆော်ရန်အထူးလိုအပ်တယ်လို့ဆိုပါရယ်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA အနေနဲ့ဖွဲ့စည်းထူထောင်လိုက်တဲ့ရာမညောက်မွန်တက်တော် RMA ကို ဘဝတူတိုလှိုင်းရေးမဟာမိတ်အဖြစ်သတ်မှတ်ပြီးတိုလှိုင်းရေးရပိုင်းချက်ပန်းတိုင်းအမြန်အောင်မြင်ရန်ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထောက်ပြန်ချက်မှာဖော်ပြထားပါသည်ကျွန်တော်တို့ရဲ့ရာမန်ရမွန်တတော်ကိုဘဝတူတိုလှိုင်းရေးမဟာမိတ်အဖြစ်သတ်မှတ်ပြီးကျွန်တော်တို့ရဲ့တိုလှိုင်းရေးပန်းတိုင်အောင်မြင်တဲ့အချိန်ထိဝိုင်းဝန်းပြီးအတူတကွပူပေါင်းဆောင်ရွက်သွားမယ်ဆိုတော့ကျူစုထောက်ပြန်တဲ့အပေါ်ကျွန်တော်တို့တိုလှိုင်းရေးအတွက်တကယ်ကိုအားတက်မိပါတယ်ကျွန်တော်တို့ရဲ့သွေးချင်းညီကိုတွေအားလုံး ဖိနှိပ်ခံမဟာမိတ်တွေအလုံးနဲ့အတူဒီတိုလှိုင်းရေးကိုစွန်းစွန်းတမန်တိတ်ပွဲဝင်သွားပါမယ်လို့ MNSPAD RME ကပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားကဆက်လက်ပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။အကြံဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများဆိုးရွားလာတဲ့ပြင် NUG ပညာရေးကျောင်းများအလုံးယာယီခက်တပ်ပိတ်ထားရန်ပြီးထောင်စုဝင်ကြီးဝင်ကြားထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ အကြံဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများဆိုးရွားလာတဲ့ဖြင့်အမျိုးသားရင်ဝဲရဲ့ဆိုရ UNG လက်အောက်ရှိကျောင်းများအလုံးယာယီခက်တာပိတ်ထားရန် UNG ပညာရေးပီထောင်စုဝန်ကြီးဒေါက်တာဇိုဝေဆုကယမနေ့ကဝန်ကြားချက်တည်းထုတ်ပြန်ထားပါတယ်။နိုင်ငံတော်အာဏာကိုစစ်တမမတရားသိမ်းပိတ်ပြီးအချိန်မှစ၍အမျိုးသားရင်ဝဲရဲ့ဆိုရပညာရေးဝန်ကြီးဌာနဟာကလေးသူငယ်များပညာသင်ကြားခွင့်မဆုံးရှုံးစေရတဲ့အတွက်ကြားကာလပညာရေးကိုနီလမျိုးစုံဖြင့် ဖော်ဆောင်တင်ကြားပြလျက်ရှိကြောင်းယခုချိန်တွင် မတရားအာဏာသိမ်းစစ်တပ်ဟာစာတင်ကြောင်းများဈေးရုံများစသဖြင့်လူစုလူဝေးရှိတဲ့နေရာများကိုလေကြောင်းမှနီးလမ်းမျိုးစုံဖြင့်ပုံကျေခြင်းစစ်တပ်များဖြင့်ရည်ရွယ်ချက်ရှိရှိပြစ်ခတ်တိုက်ခိုက်ခြင်းကြဝဲဖြစ်လက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခြင်းတို့ဖြင့်လူသားများအပေါ်ဆေးရသဝတ်မှု War Crimes Against Humanity ကိုနှိမ့်ဆင်ဆိုးရွားစွာကျူးလွန်လျက်ရှိကြောင်း ် NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုးရဲ့ဖွင့်ကြားချက်တွင်ဖော်ပြထားပါတယ်။နိုင်ငံသားကောင်းရတနာကလေးသူငယ်များဆရာဆရာမများနဲ့ပြည်သူများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမရှိစေရဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနရဲ့အတိမတ်ပြုံမှုချိတ်ဆက်ပူပေါင်းမှုတို့ဖြင့်မေပြင်တွင်ဖွင့်လှစ်ပညာတင်ကြားနေသော အခြေခံပညာဘီတုအခြေပြုပညာရေးကျောင်းများအစစ်မြင့်ပညာကျောင်းများနဲ့အသက်မွေးဝမ်းကျောင်းပညာများအလုံးဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများဆောင်ရွက်နေစဉ်အတွင်းခက်ကြရရည်ရည်နာထားရန်ဝင်ကြလိုက်ကြောင်းဝင်ကြချက်ကိုသက်ဆိုင်ရာအစဉ်ဆက်တာဝန်ရှိအဖွဲ့အစည်းများမှကြီးကြပ်ကူညီပူးပေါင်းပါဝင်ဖော်ဆောင်ပေးကြရန်နဲ့တင်ကြားတင်ယူမှုအစဉ်မပြတ်စေရည်အတွက်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောမူဝါဒများလက်ခွင့်ချက်များအတိုင်းဆောင်ရွက်ပေးရန်ပညာရေးဝန်ကြီးဌာနကမြစ်တာရိတ်ခန့်ထားပါသည် အမျိုးတိုင်းငွေဝေးရေးအစိုးရအနေနဲ့အကြံဖက်စစ်ကောင်စီရဲ့လေကြောင်းတက်ခဲမှုများကိုရှောင်ရှားပြီးဘေကင်းစွာပညာသင်ယူနိုင်ရဲ့အတွက်နီလန်များရှက်ဖွေလက်ရှိကြောင်း UNG ပီထောင်ဆုဝန်ကြီးယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကရန်ကုန်ခေတ္တတရင်ဌာနနဲ့တွဲဆောင်မြင်းညံခန့်တွင်ထုတ်ဖော်ပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်မလေးရှားနိုင်ငံတွင်ကျင်းပတဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာအရေးက ထိတ်တန့်ကိစ္စအဖြစ်ပါဝင်နေပြီး စစ်ကောင်ဆောင်မြန်အွန်လိုင်းတရုတ်ခွင်ဆက်လက်ပိတ်ပင်ထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ယနေ့စတင်ကျင်းပတဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာအရေးကထိတ်တန့်အဖြစ်ပါဝင်ပြီးစစ်ကောင်စီဘက်မှစစ်ကောင်ဆောင်မြန်အွန်လိုင်းတရုတ်ခွင်ကိုဆက်လက်ပိတ်ပင်ကစစ်တရဲ့အစစ်နှင့်ကိုယ်စားလှယ်တက်ရောက်မည်ဖြစ်ကြောင်းမလေးရှားမှလာသော သတင်းများအရသိရှိရပါသည်။ မလေးရှားနိုင်ငံတွင်ယနေ့တနင်္လာနေ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပြုလုပ်မည်ဖြစ်ပြီးဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များဆွေးနွေးကြမည်ဖြစ်ကြောင်းထိပ်သီးအစည်းအဝေးတွင်ဆွေးနွေးမည့်အကြောင်းအရာများတွင်အမေရိကန်၏တိုးမြှင့်သော အကောက်ခွန်မြမအရေးနှင့်တောင်တရုတ်ပြည်လေရှိ ရေပိုင်နှင့်အငင်းပွားမှုများကိုဆွေးနွေးမည်ဖြစ်ကြောင်းမြမအရေးကလည်းထိတ်တန့်ဦးစားပေးဖြင့်ပါဝင်ကြောင်းသိရှိရပါသည် ဘာဝနိုင်မှုနဲ့ရင်းရှိတည်တံ့ခိုင်မေးရေးခေါင်းစဉ်ဖြင့်နှစ်ရက်ကြာပြုလုပ်မဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲတွင်အဖွဲ့ဝင်စီနိုင်ငံဟာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုံခြုံရေးနဲ့ရင်းရှိတည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအပါအဝင်ဒေသတွင်းအရေးကိစ္စများကိုဆွေးနွေးမိဖြစ်ကြောင်းထိပ်သီးအစည်းအဝေးရဲ့အလှေကျတဘာပတိအဖြစ်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘယာဟင်ဟာထိပ်သီးအစည်းအဝေးကိုဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည်ဖြစ်ပါသည် ထိတ်သည်စီဝေးပွေးမတိုင်မီအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အနဝါကအာဆီယံအဖွဲ့အစည်းတွင်ပူပေါင်းဆောင်ရွက်မှုကိုနှင့်တင်ရန်ဒေသတွင်းစီးပွားရေးအကျိုးစီးပွားများနှင့်တင်ရန်နှင့်ယင်းနှိမ့်နိုင်မှုဆိုင်ရာအစပြုမှုများကိုနှင့်တင်ရန်အဓိကထားလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပြီးအာဆီယံအနေနဲ့၎င်းရဲ့ငွေကြေးရန်ပုံငွေကိုတည်ဆောက်ရန်နှင့်ဒေသတွင်းဗန္တာရေးလုံခြုံရေးကိုနှင့်တင်ရန်အစီအစဉ်များကိုပါ ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံနဲ့ပတ်သက်၍လူသားချင်းစာနာထုတ်ထားမှုဆိုင်ရာအကူအညီများပေးရင်းနဲ့ပြည်ပခါဖြစ်နေသောသက်ဆိုင်သူများအကြားဆေးဆိုင်ညှိနှိုင်းရေးကိစ္စရပ်များမြန်မာနိုင်ငံဆိုင်ရာအာဆီယံသဘောတူညီချက်၅ချက်ကိုအကောင့်ထေဖို့ရင်းညှိနှိုင်းဆွေးနွေးမှုများလေးပါဝင်နေဖြစ်ကြောင်းသိရှိရပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးသို့စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအမေရန်အတွင်းဝင် အောင်ကျော်မူဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ကတက်ရောက်မည်ဖြစ်ကြောင်းသိရှိရပါသည်။မြန်မာအရေးဆွေးနွေးမှုများတွင်အကြံဖက်မှုရပ်တန့်ရေးအားလုံးပါဝင်နိုင်တဲ့ဆွေးနွေးမှုဆက်တင်ခြင်းနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခြင်းတွင်မင်သားချင်းတာရှိသောတူတက်မှုမရှိခြင်းအပေါ်လက်ရှိထိတွေ့ဆက်ဆံမှုပေါင်းရက်ထိရောက်မှုနဲ့ကန့်သက်ချက်များကိုအာရုံစိတ်ဖွဲ့ရှိကြောင်းသိရှိရပါရဲ့ရှင်။ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကြက်လောင်းနဲ့ပေးရနာတော့ပါမယ်ရှင်။ရှင်းလင်းချင်တဲ့သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကုစိတ်နှစ်ဖြာကျမ်းမှရှင်လန်းနိုင်ကြပါစေရှင်။